ဒီနေ့တော့သာရုတစ္ဆာရှိသောငယ်သားကောင်ဆိုရက်ခေါင်းစဉ်လေး ਨੇ ခေါ်ပေးတော့မှာဖြစ်ပါတယ်ရှင်မသက်ခရဝဉ္ဇအခန်း25စာပိုက်21ကိုဖတ်ပါမယ်အရှင်ကလည်းသာရုတစ္ဆာရှိသောငယ်သားကောင်တင်းနေအမှုငယ်၌တစ္ဆာဆောင်လေပြီများစွာသောအမှုခွင့်ကိုတင်း၌ငါအပ်ပေးမည်တင်းသခင်နဲ့အတူစည်းစိမ်ဝင်စားလို့မိန်တော်မူ၏ ြောတာတွေ့ရတယ်။ဒါကအလုံးတည်ပါတယ်သခင်ယေရှုသူနော်ဒုတိယကြိမ်နော်ပြန်ကြွလာတဲ့အခါမှာမိကြီးပေါ်ခြေမချခင်ခြေဆောင်ခြင်းအကြောင်းကိုပြောနေတာဖြစ်တယ်။အဲ့တော့သခင်ယေရှုခြေဆောင်ခြင်းကရုတ်တရက်လာမှာဖြစ်တယ်။လာမဲ့ချိန်နိုင်ရကိုဘယ်သူမှမသိဘူး။လေလာခဏီကပအချင်းဒီကိုပဲကျွန်တော်တို့ကအရေးတန်ဖန်း နော်ပုပ်ပနမိနမိတွေကိုပဲတိနိုင်တာဖြစ်တယ်တော့ဘယ်နဲ့ဘယ်ချင်းဆိုတော့ဘသူမှတိကြပြောလို့မရဘူးပေါ့နော်ပြောလို့မရဒီနေရာမှာတော့ဘယ်ချင်းလာမယ်ဆိုတော့မသိဘူးတဲ့အဲ့တော့သူ့ကိုယုံကြည်တဲ့သူတွေကိုတဲ့ယုံကြည်တဲ့သူတွေကိုဘယ်လိုလုပ်လဲဆိုတော့သူကသူတို့မှာအစွမ်းတက်တိရှိတဲ့အတိုင်းပဲတဲ့စွမ်းတက်တိရှိတဲ့အတိုင်းပဲဟိုလူတချို့ကို အခွက်90နော်တချို့ကိုသူကအခွက်20နော်ပြီးရင်နောက်တချို့ကိုကျတော့သူကအခွက်30စသဖြင့်ပေါ့အသေးစိတ်မပြပေးမဲ့ဒီမှာတော့သူကပြထားတာကတော့အခွက်90အခွက်20နော်အခွက်30ပေါ့ဒီလိုမျိုးသူတို့ရဲ့အစွမ်းတက်တဲ့ရှိတဲ့အတိုင်းသူကဟိုတောင်းပေးတယ်ပေါ့နော် ဲ့လိုပေးပြီးတော့ဘာလို့လဲသူကခီးသွားတယ်တဲ့ဒီလိုပြောတာတွေ့အမခီးသွားတယ်ဆိုတော့ဘာလဲဟိုကောင်းကင်ဘုံပေါ့နော်ယေရှုကောင်းကင်ဘုံပြန်ကြွသွားတယ်ဒီလိုမျိုးပေါ့အဲ့တော့အတိတ်ဘယ်ကတော့အစွန်းတက်တဲ့ရှိတဲ့အတိုင်းဆိုတော့အဲ့ဒါဘာလဲဆိုရင်တော့သူကဝိညာဉ်စုဂျေဇူးကိုပြောချင်တာဖြစ်တယ်ဆိုတော့အခွင့်90ကဘာဖြစ်နိုင်လဲဆိုရင်ဥမာစုကြပါစုစုဂျေဇူးအကြီးပေါ့တမန်တော်စုဂျေဇူးတို့ နော်အခွတ်20ကတော့ခုနပရိုဖက်ဆုဂျေဇူအခွတ်30ကတော့အဲဧဝံဂေလိဆက်ဆက်ဆက်ရှိမှာပေါ့အဲ့တော့ပုံဆောင်နေတာဖြစ်တယ်အဲ့တော့ခြေဆောင်ခြေရောက်တဲ့ခါမှာတဲ့သူကတခင်ကဒီမှာတော့ပြန်လာတယ်ပြန်လာတဲ့ခါမှာသူကအခွတ်50ရတဲ့သူကကျွန်တော်တဲ့နော်ကိုရောပေးထားတဲ့အခွတ်50အပြင်နောက်ထပ်အခွတ်50 တဆပေါ့အတိတ်ပဲကတော့နော်တဆအမျက်ရပါတယ်တဆဆိုရင်မဲ့သူအလုံးကြီးတယ်ပေါ့နော်ဆိုကြသောတမန်တော်ဆိုရင်လေတမန်တော်နဲ့ထိုက်တန်တဲ့အလုတ်ကိုသူပြည့်မြောက်အောင်လုပ်တယ်လို့အတိတ်ပဲရတယ်နော်အဲ့တော့ဟို prophet ဆိုတဲ့ prophet နဲ့နော်ထိုက်တန်တဲ့အလုတ်ကိုပြည့်မြောက်အောင်ဖျားခိုင်းထားတဲ့အလုတ်ကိုတောင်းကြောင်လုပ်တယ်ပေါ့နော်တင်းဦးစရာလဲတင်းဦးစရာအင်းဦးလေးစရာအင်းဦးလေးစရာ ပေကဆွန်ကျဲတဲ့လူတွေပေကဆွန်ကျဲတဲ့သူပေါ့စသဖြင့်ကိုယ့်လူကိုပြီးမြောက်အောင်လုပ်တာဟာဒါတဆအရာတယ်ပေါ့နော်အခွင့်50သမားကအခွင့်50ရတယ်အခွင့်20သမားအခွင့်20ရတယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ကိုယ်စုကြည့်စုပြည့်တဲ့နဲ့ဘာမှမလုပ်ဘူးဆိုရင်တော့သူကဘယ်လိုခေါ်လဲဆိုတော့စိုးရုပ်ပြင်းရတဲ့ငယ်သားခေါ်ပါခင်ဗျအဲ့ဒါလဲယုံကြည်သူပဲ အလုံးငယ်သားတွေကြီးပဲเนาะတိဖို့ကအဲ့တော့ဒီနေရာမှာဇောင်းပေးပြီးတော့ရှင်းပြချင်တာကတော့တာတို့တစ္ဆာရှိတော့ငယ်သားကောင်တင်းနေအမှုငယ်နဲ့တစ္ဆာစောင့်နေပြီတဲ့เนาะအဲ့တော့အရေးကြီးဆုံးကပါလဲဘာဖြစ်လို့တာတို့တစ္ဆာရှိတော့ငယ်သားကောင်လို့ပြောတယ်လဲဆိုရင်တော့ခြေကပါလဲဆိုတော့တင်းဒီအမှုငယ်နဲ့တစ္ဆာစောင့်နေပြီအမှုငယ်နဲ့တစ္ဆာစောင့် ဒါကြောင့်ဓမ္မမိတ်ဆွေဒီနေ့ယုံကြည်သူတိုင်းကိုဘုရားသခင်ကဝိညာဉ်စုကြည်စုတပါးပါတချို့ကတော့နှစ်ပါးသုံးပါးဖြစ်မှာပေါ့ပေးထားပါရခင်ဗျာနော်ပေးထားပါရဒါကြောင့်တင်မှာဘာဝိညာဉ်စုကြည်စုရှိတယ်လေအဲဒီစုကြည်စုကိုပြုစုပါပြုစုပါပြုစုရခါမှာဘယ်လိုလုပ်မလဲမုံငယ်မှာတက်စားရှိပါအမြိုက်မဟုတ်ဘုရားတောင်းတာအမုံငယ်လေးမှာဒါလေးကိုစုကြည်စုပေးထားတယ်ဆိုရင် အဲ့ဆုယေရှုကိုတစ္ဆာရှိစွာနဲ့ပြုစုပါအဲ့ဒါဆိုရင်တော့ဒီနေ့ဘာရမလဲအမျက်ရမှာပေါ့50သမား50ရမှာပေါ့ဒါလိုပြောချင်တာဖြစ်တယ်အဲ့လိုရရင်ဘာဖြစ်မလဲဆိုတော့များစွာသောအမှုခွင့်တွေကိုတင်နိုင်ငါအပ်ပေးမယ်ပြောတော့တွေ့ရပါတော့ခင်ဗျများစွာသောအမှုခွင့်တွေအပ်ပေးမယ်အဲ့ဘာလဲအပ်ပေးမယ်ဆိုတော့ဒီနေရာမှာမပြောပါဘူး နော်တေချာတခုကတော့အဲ့ဒါသူ ပြောချင်တာကပါလဲဆိုတော့ဒါအနှစ်ထောင်ကာလဖြစ်ပါတယ်အနှစ်ထောင်ကာလမှာများစွာသော အမှုခွန်းနဲ့အပိချင်းခံရမယ်ပြင်သခင်နဲ့တူစီးစိမ်ဝင်စားမယ်အနှစ်တထောင်ကာလလုံးလုံးနော်သူတို့ပြောချင်တာဖြစ်ပါတယ်ဒါကြောင့်တော့မမေ့စေအမှုငယ်မှာတစ္ဆာရှိဖို့အလွန်ရည်ကြီးတယ်နော်အမှုငယ်မှာတစ္ဆာရှိရင်များစွာသောအမှုခွန်းနဲ့အနှစ်ချင်းခံရမယ် သခင်နဲ့တူနှစ်ထောင်ကာလလုံးစီးစိမ်ဝင်စားမယ်နော်ဒီလိုပြောတာတွေ့ရတယ်နောက်တစ်ခုကတော့ဒီနေ့နော်တယောက်တစ်ခွက်စီပေးတဲ့ဥစ္စာရှင်တော့ကခရွန်ချန်အခန်း16မှာရှိပါတယ်ကျွန်တော်ဒါနဲ့ပတ်သက်လို့နော်ဒီစာပတ်16ကနေစပြီးတော့မှဖတ်ချင်တယ်ပထမသူဒီလာ၍သခင်ကိုရောပေးသောငွေတပိတ်တာအဖြစ် အခွက်တဆယ်အမျက်ရပါပြီရှောက်လင်တခင်ကသားတို့တစ္ဆာရှိသောငယ်သားကောင်းတင်းနေအမှုငယ်နဲ့တစ္ဆာစောင့်လေပြီမြို့ဆယ်မြို့ကိုအုပ်ဆိုးလို့မိန်တော်မူ၏သူလိုပြောတာတွေ့ရတယ်နော်အဲ့တော့ဒီနေရာမှာတော့ဘာဥမာလဲဆိုတော့ဒါကြတော့ဝိညာဉ်စုကြည့်စုမဟုတ်တော့ဘူးသူကယေရှုခရစ်တော်ကို နော်ယုံကြည်နိုင်တဲ့အခွင့်အရေးကိုလူတိုင်းကိုတပြင်းညစ်ပေးတယ်တဲ့ဒါပြောချင်တာဖြစ်တယ်ဒီဇလောက်တရားဖတ်မယ်ဆိုတော့သူကအမတ်ကြီးတယောက်ကနော်ခေးသွားတယ်ပေါ့ပြန်လန်မင်းကြီးလို့မှာဒါပေမဲ့အလုံးကိုနော်အခွင့်အရေးပေးထားတယ်တချို့ကအဲ့ဒီခွင့်ယူမလို့မလို့ချင်ဘူးတဲ့ခုနတပိတ်သားစီပေးတာတချို့ကမယူလက်မခံဘူး အောက်ပိုင်းဖတ်မယ်ဆိုရင်တော့နော်သူတို့ကငရဲကြမယ်လို့ပြောတာတွေ့ရတယ်ကျွန်တော်သတိထားဖို့ဖြစ်ပါတယ်အဲ့ဒါကလူတိုင်းရတဲ့အခွင့်အရေးဖြစ်တယ်နော်ကဲတင်ချင်းရတဲ့အခွင့်အရေးလူတိုင်းအင်္ဂလိပ်တွင်ကြားပိုင်ခွင့်ရှိတယ်ကြားနိုင်တဲ့အခြေအနေရှိအောင်ဖျားသခင်ပြင်ဆင်ပေးလက်ရှိတယ်နော်တော်တော်တချို့ကကြားချင်စေးလည်းမရှိဘူးကြားရင်လည်းကယူမဆိုင်ဘူး ဘုရားသခင်နှီးမြှုပ်ဆုံနဲ့သွေးဆောင်ပေမဲ့ကယုမဆိုင်ကိုခေါင်းမာနေတယ်မနှက်ထောင်လွှားနေတယ်အာရကရမင်းကြီးရဲ့အုတ်ချုပ်မခံလို့တဲ့သူတွေဖြစ်တယ်သူတို့ကမဲကြမှာဖြစ်တယ်ချီဆောင်ခြင်းမှာသူကခရစ်တော်ရဲ့တရားပလင်ရှိမှာတွေ့ရမယ့်အခြေအနေဖြစ်တယ်တစ်ခုလုံးเนาะအဲ့တော့ချီဆောင်ခြင်းအပြီးမှာသူကမရှိမလဲ ဒီဘေးရန်ကာလခொနနဲ့ပြည်ရနဲ့အမဂဒုံစပွဲပြည်ရနဲ့တိုးနေစိတ်တရားဆင်ခြင်းပြည်ရနှစ်ဆောင်ကာလနော်ဝန်ဆားမှာဖြစ်တယ်အဲ့ချိန်ကြရင်အဲ့ချိန်ကြရင်နော်ကိုရတဲ့ကဲတင်ခြင်းနော်စုကျေစုလူတိုင်းကိုယုံကြည်နိုင်ခွင့်ဘုရားသခင်ပေးထားတယ်နော်ပေးထားတဲ့အတိုင်းယုံကြည်တယ်ယုံကြည်ုံတင်မကောက်တိုးပွားစေတယ်လူတွေနော်ကိုအဖြစ် ယေရှုကိုသိခွင့်ရရှိပြီးတော့လူတွေကယ်တင်ခြင်းရရှိကြတယ်ပေါ့အဲ့ဒါဆိုရင်တော့ဗာလဲဆယ်စဆယ်မြို့ဒီလိုပြောပါရခင်ဗျဒါကြောင့်ဓမ္မမေဆွေဒီနေ့ဒီလောကကြီးမှာကျွန်တော်ရှိနေစဉ်ကာလမှာကယ်တင်ခြင်းရပြီးရောကောင်းကင်ဘုံရောက်ပြီးရောအဲ့လိုမဟုတ်ပါဘူးကောင်းကင်ဘုံမှာငါမရောက်ခင်မှာအမျက်ထောင်ကာလဆိုတာရှိသေးတယ်အဲ့ဒီမှာတလောကလုံးကိုကျွန်တော်အုပ်စိုးရမှာဖြစ်တယ် နော်ဒါတို့တစ္ဆာရှိသောငယ်သားကောင်းခြေဆောင်ချင်းမှာခရစ်တော်တရားပလင်ရှိမှာအဲ့လိုအချင်းမွန်ခံရဖို့အလွန်ရည်ကြီးပါတယ်။ဒါကြောင့်ဒီနေ့အပိတ်ချင်တာကတော့တခင်ယေရှုကနော်ခြေဆောင်ချင်းမှာသင်နဲ့တွေ့ရင်သင်ကိုဒါတို့တစ္ဆာရှိသောငယ်သားကောင်းလို့ခေါ်မလား။သို့မဟုတ်ဆိုးရုပ်ပြည်သောငယ်သားလို့ခေါ်မလား။စင်ချင်းမှာအဲ့တော့ဒီနေ့ဆက်ပြီးတော့မှနော် ตารุติสสาရှိတော့ငေတာကောင်းလို့အခေါ်ခံရသူဖြစ်ဖို့အတွက်เนาะဝင်ရောက်ပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေတော့အာမင်